တမရရှိချင်းပင်ရဲ့တရုတ်အိမ်မက်ရှိချင်းပင်အာနာကိုဘလို့စူးစီးခဲ့တလေတရုတ်အမျိုးသားရဲ့ကြီးကျယ်ခမ်းနားရဲ့ပြောင်းလဲနှူထမှုပြိတ္တများအလုံးမဲမင်္ဂလာပါရှင်။ ဒီနေ့မှာကျမတို့ channel လေးကနေကမ္ဘာအခြေစိုက်စီပွားရေးနဲ့စည်ရေးအင်အားစုတွေကတခုဖြစ်တဲ့တရုတ်ပြည်သူ့ကမ္ဘာနိုင်ငံရဲ့ထိတ်တန့်ကောင်းဆောင်တဦးအကြောင်းပြပြပေးသွားမှာပါ။သူကတော့တမရရှိခြင်းပင်ပဲဖြစ်ပါရယ်။တော်လိုင်းရေမျိုးဆက်မိသားစွာဆင့်တက်လာပြီမယ်။ယဉ်ကျေးမှုတော်လိုင်းရေကာလမှာကျေးလက်ဒီတာမှာခုနှစ်နှစ်ကြာခက်ခဲကြံတဲ့နယ်ဘွားကိုဖျက်ဆီးခဲ့ရတဲ့ဒီပုဂ္ဂိုလ်ဟာတရုတ်နိုင်ငံရဲ့အာဏာကိုဘယ်လိုစူးစီးခဲ့သလဲ။ 2012ခုနှစ်မှာခေါင်းဆောင်ချလာပြီးတဲ့နောက်သူဟာတရုတ်နိုင်ငံရဲ့ရိုးရာဖုံးကွယ်ထားအင်အားစုဆောင်ထားဆိုရဲမူဝါဒဟောင်းကိုဆွလုပ်ပြီးကမ္ဘာအင်အားကြီးနိုင်ငံချင်းတက်ကြစွာယက်တီဖို့တွန်းအားပေးခဲ့ပါတယ်သူလက်ထက်မှာတရုတ်နိုင်ငံရဲ့နိုင်ငံရေးစည်ရေးစီးပွားရေးနဲ့နိုင်ငံတကာဆက်ဆံရေးတွေဟာဘယ်လိုပြောင်းလဲခဲ့သလဲတသက်တာခေါင်းဆောင်ဖြစ်လာအောင်ဘယ်လိုအာဏာစုစည်းခဲ့သလဲသူရဲ့ရီမန်ချက်ဖြစ်တဲ့တရုတ်အိမ်မက်ရဲ့နောက်ကွယ်မှာဘယ်လိုကြီးကြပ်ခံထားတဲ့ပန်းနိုင်တွေရှိနေသလဲ တည်ချက်တွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာမို့အစွန်တီဆောင်ကြည့်ပေးဖို့ဖိတ်ခေါ်ရင်းရှိချင်းပင်ရဲ့ခက်ခဲကြမ်းတမ်းတဲ့ငယ်ပွားအကြောင်းကနေဥစားတင်ဆက်လိုက်ရပါတယ်။တော်လန်ရေးမျိုးဆက်မိသားစုနဲ့ခက်ခဲကြမ်းတမ်းတဲ့ငယ်ပွား1953 1954ရှိတဲ့ဘင်ကို1953ခုနှစ်ဇွန်လ15ရက်နေ့မှာပေကျင်းမြို့မှာမွေးဖွားခဲ့ပါတယ်။သူရဲ့မိသားစုနောက်ခံကတော့ရိုးရိုးသားသားမဟုတ်ပါဘူး။ သူဖခင်ရှီကျောစင်ဟာဆိုရင်တရုတ်ကွန်မြူနယ်ပါတီ CPC ကိုထူထောင်ခဲ့တဲ့တော်လိုင်းအကြီးအကဲများတွေကတူဖြစ်ပြီးဒုတိယဝန်ကြီးချုပ်ရာထူးအထိရခဲ့ပူပါရယ်။ဒါကြောင့်ရှီဟာမျိုးဆက်သစ်မင်းသားလေးလို့ခေါ်တဲ့ဩဇာကြီးမာရဲမိသားစုကဆင်သက်လာခဲ့တာလို့တောင်ဆိုနိုင်ပါရယ်။ဒါပေမဲ့သူ့ရဲ့ငယ်ဘဝကချမ်းသာမှုအပြည့်မဖြစ်ခဲ့ပါဘူး။1962ခုနှစ်မှာယဉ်ကျေးမှုတော်လှန်ရေးစတင်ချိန်မှာသူဖခင်ဟာနိုင်ငံရေးအရာဖေရှားခံပြီးထောင်ကျခဲ့ရပါတယ်။ အဲဒီအချိန်မှာ15နှစ်သားပဲရှိသေးတဲ့ရှီဟာလေတော်လန်ရဲ့မုံတိုင်းတန်ကိုခံခဲ့ရပြီး1969ခုနှစ်မှာလျံကြားဟီလူခေါ်တဲ့ကျေလက်ဒေသကိုဆစ်လွတ်ခံလိုက်ရပါတယ်။သူကအိမ်မှာ9နှစ်တည်တည်နေခဲ့ရပြီးလက်သမားတွေနဲ့အတူပင်မဆင်းရဲတဲ့ဘဝကိုဖြတ်သန်းခဲ့ရပါတယ်။ဒီခက်ခဲကြံတန်တဲ့ကျေလက်ဘဝကပဲနောက်ပိုင်းမှာသူ့ကိုပြည်သူလူထုရဲ့အခက်အခဲတွေကိုနားလည်တဲ့ခေါင်းဆောင်ဖြစ်ပုံဖော်ဖို့အတွက်အကောင်းဆုံးနိုင်ငံရေးအရှင်အနေဖြစ်လာစေခဲ့တာပါ။အခြေခံအဆင့်ဆင့်တက်လှမ်းခဲ့တဲ့နိုင်ငံရေးခရီး 1995ခုနှစ်မှာရှီဟာပေကျင်းကိုပြန်လာပြီးနာမည်ကြီးချင်းဝါတက္ကသိုလ်မှာဒါရုအင်ဂျင်နီယာဘာသာရပ်ကိုတက်ခဲ့ပါတယ်။ကျောင်းတက်ရင်းနဲ့ပဲသူဟာ CPC အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။1980ပြည့်လွန်နှစ်တွေမှာရှီဟာဗဟုအစိုးရရဲ့ယာရုကြီးကြီးတွေမှာတန်းဝင်လာမျိုးမလုပ်ပဲတရုတ်နိုင်ငံရဲ့တောင်ပိုင်းကကန်ယိုရန်ပြည်နယ်တွေဖြစ်တဲ့ဖူကျန်လိုနေရာတွေမှာဒေသခံအုပ်ချုပ်ရေးယာရုတွေကိုအစဉ်အဆက်တာဝန်ယူခဲ့ပါတယ်။ သူဟာဒုတိယမြို့တော်ဝန်ပါတီကော်မတီအတွင်ရေးမှူးစားတဲ့ယာရီတွေနဲ့23နှစ်ကျော်အောက်ခြေကနေလက်တွေ့အတွေ့အကြုံရှိခဲ့ပါတယ်ဒီတွေ့ကြုံတွေကစီးပွားရေးတိုးတက်မှုကိုဘယ်လိုဦးဆောင်ရမလဲဆိုတာကိုသင်ပေးခဲ့တဲ့လူတော်ဆိုနိုင်ပါတယ်။2000ခုနှစ်မှာတော့သူဟာစီးပွားရေးအရာအရေးပါတဲ့ကြဲ့ကြံပြည်နယ်ရဲ့ပါတီကောင်းဆောင်ဖြစ်လာခဲ့ပါတယ်။အဲဒီမှာအဂတိလိုက်ဆောင်မှုတိုက်ပြရေးနဲ့စီးပွားရေးကိုထိရောက်စွာစီမံခန့်ခွဲနိုင်မှုကြောင့်ဘ ਹੁ အစိုးရရဲ့မျက်နှာသာပေးတာကိုခံရပါတယ်။ 2009ခုနှစ်မှာရှန်ဟိုင်းမြို့တော်ရဲ့ခေါင်းဆောင်ဖြစ်ခဲ့ပြီးမကြာခင်မှာပဲဗဟုကော်မတီရဲ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့အမြဲတမ်းကော်မတီဝင်ဖြစ်လာခဲ့ပါတယ်။အဲဒီချိန်အောင်စားပြီးသူဟာတရုတ်နိုင်ငံရဲ့ခေါင်းဆောင်အသင်းဖြစ်အမွေခံဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။တရုတ်နိုင်ငံရဲ့တသက်တာခေါင်းဆောင်ဖြစ်2012လက်ရှိ2012ခုနှစ်မှာရှီကျင်းပင်ဟာတရုတ်ကွန်မြူနစ်ပါတီရဲ့အထွေထွေအတွင်းဝင်မှုချုပ်ဖြစ်လာခဲ့ပြီးနောက်တနည်းမှာနိုင်ငံတော်သမ္မတဖြစ်လာခဲ့ပါတယ်။သူရဲ့ဦးဆောင်မှုအောက်မှာတရုတ်နိုင်ငံဟာအကြီးမားဆုံးပြောင်းလဲမှုတွေရင်ဆိုင်ခဲ့ရပါတယ်။ သူအာနာယတတန်စတန်နာနဲ့ကြာယောရှင်မှာတိုက်ဖြတ်မယ်ဆိုတဲ့ကြွေးကြော်တဲ့နဲ့အကြီးမားဆုံးအဂတိလိုက်စားမှုတိုက်ဖြတ်ရေးစစ်ပွဲကိုစတင်ခဲ့ပါတယ်။ဒါဟာသူ့ရဲ့ပြိုင်ဘက်တွေကိုနိုင်ငံရေးအရာဖယ်ရှားဖို့အတွက်အာနာကိုစူးစီးရဲနီလန်းလေးဖြစ်တယ်လို့နိုင်ငံရေးလီလာသူတွေကသုံးသပ်ကြပါတယ်။2018ခုနှစ်မှာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြီးတမရတတန်ကန့်သက်ချက်ကိုပယ်ဖြတ်ခဲ့ပါတယ်။ဒီလိုလုပ်လိုက်တာဟာသူကတရုတ်နိုင်ငံရဲ့တသက်တာခေါင်းဆောင်ဖြစ်ဆက်လက်ရည်တည်နိုင်မှုလမ်းဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ သူဟာ PRI လို့ခေါ်တဲ့ကြီးမားတဲ့ကမ္ဘာလုံးဆိုင်ရာအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးကိုဖန်တီးခဲ့ပါတယ်။ဒါအပြင်တရုတ်အိမ်မက်ဆိုတဲ့ခစ်တစ်တရုတ်ဝိသေသလက္ခဏာပါတဲ့ social ဝါဒကိုမြင့်တင်ပြီး American နဲ့ပြိုင်ပွဲဖြစ်ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်ရပ်တည်ခဲ့ပါတယ်။သူရဲ့အုပ်ချုပ်မှုအောက်မှာဟောင်ကောင်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုရှော့ချဖို့လုံခြုံရေးဥပဒေတွေထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင်ရှင်ကျန်းဒေသကလူနေစုဝီဂါမွတ်စလင်တွေအပေါ်ပြည်နှိမ်မှုတွေရှိရဲဆိုတဲ့ဆွဆွဲချက်တွေကြောင့်နိုင်ငံတကာရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကိုလည်းရင်ဆိုင်နေရပါတယ်။ပုဂ္ဂိုလ်ရေးဘဝနဲ့ဩဇာရှိရဲ့မိသားစုရှိချင်းပင်ဟာပုဂ္ဂိုလ်ရေးအရာတော်တင်ပါပြီးလျှော့ဝတ်တဲ့ခေါင်းဆောင်တဦးဖြစ်လူသိများပါတယ်။သူ့ရဲ့မိသားစုအကြောင်းကိုကြည်ရရင်ဒုတိယအကြိမ်လက်ထပ်ထားတာပါ။သူ့ရဲ့ဇနီးကတော့နာမည်ကျော်စစ်ဘက်အစိုးရတဦးဖြစ်တဲ့ဖန်လီရွံဖြစ်ပါတယ်။ ရှီကောင်းဆောင်မဖြစ်ခင်ကလေးကပန်လီရွန်ဟာတရုတ်နိုင်ငံမှာသူထက်တောင်ပူနာမည်ကြီးခဲ့ပါတယ်။ဒါကြောင့်လေဒီနှစ်ယောက်ဟာတရုတ်ရဲ့စွမ်းအားရှိသောစွန်းတွေအဖြစ်သတ်မှတ်ခံရပါတယ်။သူတို့မှာရှီမင်ဇယ်လို့ခေါ်တဲ့သမီးတဦးရှိပြီးဟာဗတ်တက္ကသိုလ်မှာပညာသင်ယူခဲ့တယ်လို့လည်းသိရပါတယ်။ရှိကျင်းပင်လက်ထက်တရုတ်နိုင်ငံနိုင်ငံရေးစည်ရေးနှင့်ကမ္ဘာရေမှန်းချက်များ သမရရှိကျင်းပင်ဦးဆောင်မှုအောက်မှာ2012ခုနှစ်မှာစတင်၍တရုတ်နိုင်ငံဟာဖုံးကွယ်ထားအင်အားစုဆောင်ထားဆိုတဲ့မူဝါဒဟောင်းကိုဆွလုပ်ပြီးကမ္ဘာလုံးဆိုင်ရာအင်အားကြီးနိုင်ငံဖြစ်တက်ကြစွာရည်တည်လာခဲ့ပါတယ်။နိုင်ငံရေးနဲ့အတွေးခေါ်ဆိုင်ရာပြောင်းလဲမှုများရှိကျင်းပင်ဟာရခိုင်ခေါင်းဆောင်တွေလိုအဖွဲ့အစည်းလိုက်ဦးဆောင်မှုစနစ်ကိုဖျက်သိမ်းပြီးတအူရဲဦးဆောင်မှုကိုအခိုင်အမာတည်ဆောက်ခဲ့ပါတယ်။ သူကပါတီရဲ့အထူးခေါင်းဆောင်ဖြစ်သတ်မှတ်ခဲ့ပါတယ်သူရဲ့ခေတ်သစ်တရုတ်ဝိသေသလက္ခဏာပါသောဆိုရှယ်လစ်ဝါရဆိုတဲ့အတွေ့ခေါ်ကိုတရုတ်ကွန်မြူနတီပါတီရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာရောနိုင်ငံရဲ့တင်ညာရေးစနစ်မှာပါမဖြစ်မနေတင်ကြားမဲ့အခန်းကဏ္ဍဖြစ်ထည့်သွင်းခဲ့ပါတယ်တဟမော်စီတုံပြီးတီလိုကွန်ပြူခံရတဲ့ခေါင်းဆောင်ဖြစ်တဲ့ဆိုရပါမယ်။ပါတီရဲ့ဩဇာအာဏာဟာလူမှုဘဝရဲ့ကဏ္ဍတိုင်း၊မီဒီယာ၊စီးပွားရေး၊နှီးပညာတွေကိုပုံမနှဆိုင်စွာဝင်ရောက်လာခဲ့ပါတယ်။ ကြီးမားတဲ့ညီပညာကုမ္ပဏီကြီးတွေကိုပါတီရဲ့စီမင်းစည်းကမ်းတွေအောက်မှာထိန်းချုပ်ဖို့ကြိုးစားလာခဲ့ပါတယ်။စေဆွန်ရင်နဲ့လုံခြုံရေးမှူးဝါဒများရှီဟာတရုတ်ပြည်သူလွတ်မြောက်ရေးတမတော် PLA ကိုခင့်မိတဲ့စစ်ပွဲတကယ်တိုင်တိုင်းနဲ့စစ်တပ်ဖြစ်လာစေဖို့အကြီးအကျယ်ပြုပြင်ပြောင်းလဲခဲ့ပါတယ်။စစ်တပ်ရဲ့တိုက်ရိုက်ဦးဆောင်မှုကိုဗဟုစေရေးကော်မရှင်နဲ့သူကိုယ်တိုင်ပဲဦးဆောင်ခဲ့ပါရယ်။တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ရေလက်ကြားမှာတရုတ်ရဲ့အော်စာကိုတွင်းမြင့်မှုအတွက်ရေတပ်ကိုအဓိကထားတည်ဆောက်ခဲ့ပါရယ်။ တရုတ်ရစ်တပ်ဟာကမ္ဘာအကြီးဆုံးရစ်တပ်တစ်ခုဖြစ်လာခဲ့ပြီးရင်းငုံတင်မော်ရီလင်းရင်တင်တင်မော်ရီရဲ့အရှိတ်အတွက်ကိုပါတွန်းမြင်ခဲ့ပါတယ်ထိုင်ဝမ်ကိုတရုတ်ပြည်မကြီးနဲ့မပြတ်မနေပေါင်းစည်းရမယ်ဆိုတဲ့မူဝါဒကိုအပြတ်သားကင်ဆယ်ထားပြီးလိုအပ်ပါကအင်အားသုံးဖို့ကိုပါဝင်မလေးဘူးလို့ပွန့်ပွန့်လင်းလင်းပြောကြားထားပါရယ်။ဒါဟာသူလက်ထမှာဒေတာရင်းတင်မာမှုရဲ့အဓိကအကြောင်းရင်းဖြစ်ခဲ့ပါရယ်။စီးပွားရေးဦးတည်ချက်များရခိုင်လို့ လျင်မြန်တဲ့ GDP တိုးတက်နှုန်းကိုအတိကထားရတဲ့စီးပွားရေးရဲ့အခြေသွင်းနဲ့ကိုပိုင်နည်းပညာတီထွင်ဖန်တီးနိုင်စွမ်းကိုဦးစားပေးတဲ့မူဝါဒကိုပြောင်းလဲခဲ့ပါတယ်။မဲရင်ချိုင်းနာ2025စီမံကိန်းဟာစွမ်းအင်မြင်နည်းပညာကဏ္ဍတွေမှာတရုတ်ကိုကမ္ဘာကောင်စားဖြစ်စေဖို့ရှိရခဲ့ပါတယ်။2020ပြည်လွန်နှစ်များမှာချမ်းသာကြွယ်ဝသူနဲ့စင်ရသားကြကားကွာဟာမှုကိုရှင်းချဖို့အတွက်ဒီမူဝါဒကိုအစပြုခဲ့ပါတယ်။ ဒါဟာကြီးမားတဲ့ဤပညာနဲ့အင်ချမ်းမြေကုမ္ပဏီတွေကိုပြင်းပြင်းထန်ထန်ထိန်းချုပ်ဖို့အခွန်ပို့ဆောင်ခိုင်းမှုနဲ့လူမှုဝန်ထမ်းစနစ်ကိုတိုးချဲ့ဖို့အတွက်ဖိအားပေးခဲ့ပါတယ်။နောက်ပြီးအမေရိကန်ရဲ့ဤပညာပိတ်ဆို့မှုတွေကိုတံပြန်မှုအတွက်စီမီကွန်တက်တာလိုအတ္တကဤပညာခန္ဓာတွေမှာကိုဘသာအားကိုရတီနိုင်ရေးကိုအမျိုးသားရေးရှိမှန်းချက်ဖြင့်သတ်မှတ်ခဲ့ပါတယ်။လူနေမှုစင်တာနဲ့လူမှုရေးကိစ္စများ ရှိချင်းပင်ရဲ့အုတ်ချုပ်မှုကာလမှာအစွန်ရောက်ဆင်းရဲနှောပါမှုကိုလုံးဝပပျောက်ရေးကိုအောင်မြင်စွာလှုံ့ဆော်နိုင်ခဲ့တယ်လို့တရုတ်အစိုးရကကြေညာခဲ့ပါတယ်။ဂျာဟာသူ့ရဲ့အကြီးမားဆုံးလူမှုအောင်မြင်ရေးတစ်ခုဖြစ်ခဲ့ပါတယ်။မြေပြဒေသတွေမှာဝင်ဝင်နဲ့လူနေမှုအဆင့်တန်းတွေမြင့်တက်လာခဲ့ပြီးအလဲလက်တန်းစားလူရန်စားတွေလည်းတိုးပွားလာခဲ့ပါတယ်။တင်းကျပ်တဲ့အင်တာနက်စင်စာမှုအရနိုင်ငံသားတွေရဲ့အပြုမှုကိုမတန်တင်တဲ့လူမှုရေးအမှတ်ပေးစနစ်စာအရီဟာလူမှုပါဝင်ခြင်းကိုထိန်းချုပ်ဖို့ကြိုးပမ်းနေရှေ့ရမူဝါဒတွေဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးနှင့်ရှီအီရီမန်ချက်ရှီကျင်းပင်ရဲ့အဓိကရီမန်ချက်ကတော့တရုတ်အိမ်မက်လို့ခေါ်တဲ့တရုတ်အမျိုးသားရဲ့ကြီးစက်ခံနာရီပြန်လည်နှိုးထောင်မှုကိုအကောင့်ထဲဖော်ဖို့ပဲဖြစ်ပါတယ်။ BRI ဟာရှီရဲ့အဓိကလက်မှတ်ထိုးထားတဲ့ကမ္ဘာအဆင့်စီမံကိန်းကြီးပါ။အာရှအာဖရိကနဲ့ဥရောပကိုလမ်းကြောင်းနဲ့ဆက်သွယ်ပြီးတရုတ်ရဲ့စီးပွားရေးနဲ့နိုင်ငံရေးဩဇာအာဏာကိုကမ္ဘာလုံးဆိုင်ရာအစင်အထိချဲ့ထွင်မှုရှိရခဲ့ပါတယ်။ဝင်ပလွေစစ်တီတန်တမန်ရေး တရုတ်တန်တမန်တွေဟာရခိုင်ကားထပ်ပို့ပြီးတင်းထန်တဲ့ရန်လိုတဲ့ဘက်ကနေရပ်တည်ပြီးတရုတ်ရဲ့အကျိုးစီးပွားကိုကောက်ွယ်ပြောဆိုလာခဲ့ပါတယ်။အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကြားမှာဆက်ဆံရေးဟာအတော်လေးကိုကျင်းပလာခဲ့ပါတယ်။ယူကရိန်းစစ်ပွဲမတိုင်ခင်ကတည်းကရှီဟာသမ္မတပူတင်နဲ့ကန့်သက်ချက်မဲ့မဟာမိတ်ဆက်ဆံရေးကိုတည်ဆောက်ခဲ့ပြီးအမေရိကန်ဥဆောင်တဲ့အနောက်ကမ္ဘာကိုကြံပြံမှုကြိုးစားခဲ့ပါတယ်။လက်ရှိကမ္ဘာအုပ်ချုပ်ရေးစနစ်ကိုအမေရိကန်ကဥဆောင်နေလို့ရှီကရှုမြင်ပြီးတရုတ်ရဲ့တံမိုးများနဲ့ကိုင်ညီတဲ့စနစ်အသစ်ကိုတည်ဆောက်ဖို့ကိုသူ့ရဲ့ရည်မှန်းချက်ဖြစ်ချမှတ်ထားပါတယ်။ အခုဆိုရင်တမရရှိချင်းပင်ရဲ့ခက်ခဲတဲ့ငယ်ဘဝကနေစလို့ကပအစဉ်ခေါင်းဆောင်တူဖြစ်လာတဲ့အထိအစဉ်ဆုံးဖြတ်သန်းမှုတွေသူရဲ့ကြီးကျယ်ခမ်းနားတဲ့တရုတ်အိမ်မက်ရဲ့ပန်းနိုင်တွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ခဲ့ပြီလို့ထင်ပါတယ်ရှိရလက်ထမှာတရုတ်နိုင်ငံဟာအာဏာပဟုချုပ်ကိုင်မှုအမြင့်ဆုံးကိုရောက်ရှိခဲ့တယ်လို့အစွန်ရောက်ဆင်းရဲနွမ်ပါမှုပပျောက်ရည်လိုမျိုးလူမှုရေးအောင်မြင်မှုတွေရှိခဲ့ပါတယ်။စီးရဲမှာ PLE ကိုခင်မီရဲ့တိုက်ခိုက်ရေးတပ်မတော်အဖြစ်ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ စီပွားရေးမှာလည်းအရေးသင့်တဲ့နှီးပညာကိုပိုင်အားကိုမှုကိုဦးစားပေးပြီးအမေရိကန်ရဲ့နှီးပညာစစ်ပွဲကိုရှင်းဆိုင်နေပါတယ်ဒီကြည်ဆောင်ကတော့ PRI လိုစီမံကိန်းတွေရုရှားနဲ့မဟာမိတ်ဖွဲ့မှုတွေကနေတဆင့်ကမ္ဘာအုပ်ချုပ်ရေးစနစ်ကိုတရုတ်ရဲ့တံမိုးတွေနဲ့ကိုက်နေအောင်ပြောင်းလဲပြဖို့ဆိုတဲ့ရည်မှန်းချက်ဟာပေါ်လွင်နေပါတယ်။ရှီကျင်းပင်ရဲ့ဆက်လက်ဦးဆောင်မှုဟာတရုတ်ပြည်သူတွေရဲ့ဘဝတွေမကပဲထိုင်ဝမ်ရှိလက်ကြားရဲ့တင်မာမှုကနေကမ္ဘာစီးပွားရေးရဲ့ဥတီယာအထိအရာအလုံးကိုတက်ရောက်မှုရှိနေမှာပဲဖြစ်ပါတယ်။ ကြည့်တော့ခစ်သစ်တရုတ်နိုင်ငံရဲ့လမ်းကြောင်းကိုဆက်လက်ဆောင်ကြည့်လေလာရင်းနဲ့ဒီနေ့တင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲညီကုန်းချုပ်ပြားစီရှင်လာရောက်ကြည့်ရှုရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်